ရေဒီယိုအန်ယူဂျီသတင်းရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီ2025ခုနှစ်ဇွန်လ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စစ်ရေးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့စစ်ကောင်စီအနေနဲ့အငိမ့်စားဗိုလ်မှူးချုပ်တူလုံခြံခံရတဲ့ကိစ္စမှာတော့တတ်သိသေးချာမတည်ဆောက်နိုင်ဘူးလို့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့အငိမ့်စားဗိုလ်မှူးချုပ်တူလုံခြံခံရတဲ့ကိစ္စမှာတော့ တတ်သိကိုသေးချာမတီးဆောက်နိုင်ဘူးလို့ဆစ်လက်နက်ပစ္စည်းတွေအကြောင်းနဲ့ဆစ်လက်နက်တွေအုံပြုံအကြောင်းဖော်ပြနေတဲ့ Technical Raptor အဖွဲ့ကပြောဆိုလိုက်ပါတယ်။နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်တိုက်ဖြတ်ရေးဘာသာတင်ကြားနေတဲ့အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်တေဆုံမှုနဲ့ပတ်သက်လို့ဖမ်းဆီးရရှိမှုအခြေအနေဆိုပြီးစစ်ကောင်စီကသတင်းထုတ်ပြန်ရမှာတတ်သိကံပစ္စည်းတွေကိုဖော်ပြရမှာကစားစရာတနက်ပုံကိုပြထားတယ်လို့ဆိုပါတယ် ကစားစရာတနက်နဲ့လှုပ်ကြံခံရတဲ့ချိုထွန်းအောင်ဆိုပြီးစစ်လက်နက်ပစ္စည်းတွေအကြောင်းနဲ့စစ်လက်နက်တွေအသုံးပြုပုံအကြောင်းဖော်ပြနေတဲ့ Technical Raptor ဖွဲ့ကထောက်ပြလိုက်တာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကခတ်တီတီနဲ့ဓာတ်ပုံဖြစ်ဖော်ပြထားတဲ့ pistol ဟာအယုတ်တနက်ဖြစ်တဲ့ဆိုတာကိုကြီကက်မဂဇင်းကိုကြည့်ပြီးသိနိုင်ပါတယ်လို့ဆိုပါတယ်။ကြီကက်မှာတတုရောင်စလန်ဒါလေးတစ်ခုပါနေတာတွေ့ရမှာဖြစ်ပြီးဒါဟာ CO2 cartridge တစ်ခုဖြစ်က CO2 gas ထည့်ပြရတဲ့ airsoft ကစားစရာတနက်တွေမှာသုံးတာလို့ရှင်းပြထားပါတယ်။ ကြီးကထဲမှာတော့ကော်စည်လေးတွေထည့်ရပြီးစလန်ဒါထဲမှာထည့်ထားတဲ့ CO2 gas တွန်းအားနဲ့ကော်စည်ကိုပစ်ခါမောင်းပြန်စေပါတယ်လို့လည်းအသိပေးထားပါဗျ။ Airsoft gun တွေဟာကစားစရာအယုဒ္ဓနဲ့ဆိုပေမဲ့လူကြီးတွေအနေနဲ့ဝါသနာအဖြစ်စုဆောင်းတာကစားပွဲတွေလုပ်တာပြင် အချို့စစ်တပ်တွေမှာလက်ကျင်မှာလည်းသုံးကြတယ်လို့သိရပါဗျ။အဓိကအားဖြင့်ဘက်ထရီထည့်ပြရတဲ့ Automatic Electric Gun AEG gas ထည့်ပြရတဲ့ Gas Blowback GBB ဆိုပြီး Operation Mechanism ပေါ်မူတည်က airsoft gun တွေကိုအမျိုးအစားခွဲထားတာရှိတယ်လို့လည်းသိရပါဗျ။နိုင်ငံလုံးကြုံရင်းနဲ့အကြမ်းဖက်တိုက်ဖြတ်ရေးဘာသာတင်ကြားနေတဲ့ချိုးထွန်းအောင်တယောက်သူ့ကိုပြစ်သွားတဲ့လက်နက်ဆိုတာ CO2 gas gun လို့တပ်သိဓာတ်ပုံပြထားတာကိုသိရင်ငရဲကနေမင်းအောင်လိုင်းရဲ့အဖွဲ့ကိုလှမ်းဆဲနေပါလိမ့်မယ်လို့တိုက်တင်ကဲ router အဖွဲ့ကမှတ်ချက်ပြုထားပါဗျ။စစ်ကောင်စီနေနဲ့အငိမ့်စားဗုံးမှုချုပ်တူလှုပ်ကြံခံရတဲ့ကိစ္စမှာတပ်သိသေးချာမတီးဆောင်နိုင်ပဲအသက်6နှစ်အရွယ်ကလေးငယ်ကိုဖမ်းလိုက်တဲ့အပေါ် နိုင်ငံတကာသတင်းတွေမှာလည်းထိတ်တန့်သတင်းအဖြစ်ဖော်ပြခဲ့ကြပါတယ်ခင်ဗျာဆလဘီတောင်တကုန်တရားရုံးမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကို89မမလောင်ချောင်နဲ့ပြစ်ခတ်တိုက်ခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ရောင်းတိုင်းတကုံမျိုးသစ်တောင်ပိုင်းမြို့နယ်တရားရုံးမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကို89မမလောင်ချောင်နဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ရန်ကုန် Army YA တပ်ဖွဲ့ကပြောပါတယ် အကြံဖက်စစ်တပ်လက်အောက်ခံတောင်ကုံမြို့နယ်တရားရုံမှာတက်ဆွဲပြီးလုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမနေ့ကဇွန်လ9ရက်ည10:00နာရီခွဲကအချိန်မှာ89မမလောင်ချာကိုအုံပြုပြီး40မမဘုံသီးနှလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ရမှာပြစ်မှတ်နေရာကိုကြားရောက်ပေါက်ကွဲခဲ့တယ်လို့အသိပေးပါတယ်။ပြစ်မှတ်ကိုထိရောက်စွာပြစ်ခတ်နိုင်ခဲ့ပေမဲ့ထိခိုက်သေးဆုံးမှုနဲ့ပျက်စီးမှုအခြေအနေကိုသိရအောင်ဆက်လက်စုံစမ်းနေတယ်လို့ရန်ကုန် Army YA တပ်ဖွဲ့တောင်ရှိသူတို့ကပြောပါတယ်။ ီတက်ကံမှုကိုရန်ကုန် Army YA နဲ့နောက်ပိုင်းခေပတ်ကပ်ဖောက်လို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတခါတရေချောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကိုနှစ်ကြိမ်ကြားပြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား5ဦးသေဆုံးဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ဒီနေ့နိုင်တိုင်းတရချောင်းမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့ဂျမ်ပတ်စစ်ကောင်စီတပ်ဖွဲ့ကိုနှစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ရမှာ စစ်သား5ဦးသေဆုံးသွားတယ်လို့တရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကမနေ့ကဇွန်လ9ရက်မှာထုတ်ပြန်ပါတယ်။တရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ဝင်ဖြစ်တဲ့ဝရိတ်ခွန်အားပျောက်ကြားတပ်ဖွဲ့ရဲ့ရှီရန်စခန်းအနီးကိုစစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့မေလ28ရက်နေ့ကနှစ်ကြိမ်တိုင်တိုင်တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဝရိတ်ခွန်အားပျောက်ကြားတပ်ဖွဲ့တို့မေလ28ရက်နေ့မနက်9:15မိနစ်ကအချိန်ကတိုက်ပွဲဖြစ်ခဲ့ရမှာ 35မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံပေးစစ်သား3ဦးတေဆုံးက2ဦးဒဏ်ရာသွားတယ်လို့ဆိုပါတယ်။အရင်နေ့မနက်7:00နာရီခွဲကမှလည်းဝရိတ်ခွန်အားပျောက်ကြားတပ်ဖွဲ့နဲ့အကြံပေးစစ်ကောင်စီတပ်ဖွဲ့တို့တိုက်ပွဲထပ်ဖြစ်ခဲ့ပြီးအကြံပေးစစ်သား2ဦးတေဆုံးက2ဦးဒဏ်ရာသွားတယ်လို့အတိအပေးထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ဘက်ကအင်အား80လောက်နဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီးတော်လိုင်းရဲဘော်တွေအထိကမ်းမရှိစုခွာနိုင်ခဲ့ပေမဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ရှေ့တန်းစခန်းကိုတော့ဆွတ်လုခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။ အခုတကတင်ဆက်ပေးမှာကတော့အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားကိုတဝဲခရိုင်အမှတ်1တိုင်ရင်းကကြက်သိန်း90ချိမြင့်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်မှုထမ်းဥပဒေအကြောင်းပြချက်နဲ့စစ်ကောင်စီရဲ့ဥပဒေမဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီးစစ်သားဖြစ်လာတဲ့သူကလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတဲ့အတွက်ကြက်သိန်း90ချိမြင့်ပေးလိုက်တယ်လို့တဝဲခရိုင်အမှတ်1တိုင်ရင်းကပြောပါတယ်။စစ်မှုထမ်းတပ်သားအဖြစ်မရေရသွသွင်းခြင်းခံရတဲ့ပြည်သူတူဟာတဝဲခရိုင်အမှတ်1တိုင်ရင်းကိုဆက်သွယ်ပြီးအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ အလင်းဝင်လာချိန်မှာ MA1 တလက်ကြီးပေါင်း6ခုကြီးစံအတောင့်150 14မိုင်တလုံးယူဆောင်လာခဲ့ပြီးတဝဲခဲအမှတ်1တန်ရစ်ထံပေးရခဲ့တယ်လို့သိရပါတယ်တဝဲခဲအမှတ်1တန်ရစ်အနေနဲ့အလင်းဝင်လာသူကိုလူကုံတိတ်ခါနဲ့အညီဖေးမှကူညီခဲ့ပြီးငွေချက်350တိတိကိုပေးရချင်းမြင်ခဲ့တာပဲဖြစ်ပါတယ်အဂျပန်စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သားတွေနဲ့ဥပဒေမဲ့ဖမ်းဆီးခံရပြီးစစ်မှုထမ်းအဖြစ်မတရားသွတ်သွင်းခံနေရတဲ့ပြည်သူတွေအနေနဲ့အလင်းဝင်ခြင်းနဲ့ဆိုရင်တဝဲခဲအမှတ်1တန်ရစ်ရဲ့လူမှုကွန်ရက်ဆောင်မျက်နှာနဲ့ ်ဝိုင်းတွန်းစိုးဆိုတဲ့လူမှုကွန်ရက်ဆံမင်းအောင်ကတဆင့်ဆက်သွင်းနိုင်တယ်လို့တဝဲခဲအမှတ်၁တရင်သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကအသိပေးကြေညာထားပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့စီရေးသတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတာကြောင့်မိုးပြဲလမ်းမကြီးကိုရက်အကန့်အသတ်မရှိပိတ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရှမ်းကရင်နီနယ်စပ်မိုးပြဲမြို့မှာစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်မိုးပြဲလမ်းမကြီးကိုရက်အကန့်အသတ်မရှိပိတ်ထားမယ်လို့တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ် စစ်ကောင်စီဟာသူတို့ဆုံးရှုံးထားတဲ့မိုးပြင်းမြို့ကိုပြန်ရောက်အောင်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေနဲ့နေစဉ်နေပါတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။လက်ရှိမြေပြင်မှာဖြစ်နေတဲ့စစ်ရေးအခြေအနေဟာမိုးပြင်းလမ်းမကြီးကိုအုံပြူသွားလာနေသူတွေအတွက်အန္တရာယ်များတဲ့အခြေအနေမှာရှိနေတာကြောင့်ဒီလမ်းမကြီးပေါ်ဖြတ်တန်းသွားလာခြင်းကိုရက်အကန့်အသတ်မရှိပိတ်လိုက်ရတာလို့ဖဲကုံ PDF ကအသိပေးပါဗျ။ဒါကြောင့်ဖဲကုံရင်အရှိတ်ကမ်းမှာရှိတဲ့ဒေသနေပြည်သူတွေနဲ့စစ်ရှောင်ပြည်သူတွေအနေနဲ့ မိုးပြဲလက်မကြီးကိုဖြတ်တန်းသွားလာတာမျိုးမလုပ်ကြဘူးအမှတ်13936ဖဲကုံ PDF ကထုတ်ပြန်ထားပါတယ်ပြည်သူလူထုအနေနဲ့ပြည်သူကာကွယ်ရေးတပ်တွေလှုပ်ဆောင်နေတဲ့လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေမှာပူးပေါင်းပောင်းဝေးပေးကြဖို့လည်းမြစ်တာရက်ခံထားပါတယ်မိုးပြဲမျိုးဟာစီရေးရရေးပါတဲ့မျိုးဖြစ်ပြီးမိုးပြဲမျိုးကိုစစ်ကောင်စီဘက်ကပြန်ရသွားမယ်ဆိုရင်ဂရင်းနီပြည်ကနေမြေဒေသအချို့ကိုပါစစ်ကောင်စီဘက်ကဝင်ရောက်လာနိုင်တဲ့အတွက်အဲ့ဒီဒေသမှာရှိတဲ့တော်လိုင်းတပ်တွေကအပြင်းထန်ခုခံကာကွယ်နေတာပဲဖြစ်ပါလေခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောင်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။